ဘွန်ချက်မင်ရှစ်ကတော့တန်းစင်ကိုပွဲချက်တစ်ခုထပ်ပြီးတော့ပေးလိုက်ပြီဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါဗျ။မာရှယ်မင်းရဲ့မြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါ။ပွဲဝင်လင်းပြောရမယ်ဆိုရင်ဝမ်ချက်မင်ရှစ်အနေနဲ့တန်းစင်ကိုပွဲချက်တည်းပဲဟိုတိုင်းတန်းတစ်ခုတီတောက်လျှောက်ပေးနေလို့မြင်နေပါတော့။အဓိကအားဖြင့်လက်ရှိသူနဲ့တည်ပေးလိုက်တဲ့ခွန်ပွန်နိုင်ဆိုတဲ့ကစားသမားကလည်းမြန်မာပြည်သက်တည်းနဲ့ယင်းနှီးပြီးသားပဲ။ဆက်ဆံရဲ့ညီအချင်းဖြစ်ပြီးတော့မြန်မာဖိုက်တာနှစ်ယောက်ဖြစ်တဲ့မိုးထအောင်နဲ့ဆွန်ရက်တို့ကိုအမှတ်နဲ့အနိုင်ရရှိထားတဲ့ကစားသမားဖြစ်ပါတယ်။ဝမ်ချက်မင်ရှစ်မှာဆိုလို့ရှိရင်လည်း နောက်ဆုံးထိုးတန်ထားတဲ့ငါးပွဲလုံးကိုအနိုင်ရရှိထားတဲ့ကစားသမားတစ်ယောက်ဒီလိုမျိုးကစားသမားနဲ့တန်းစင်ကိုတည်ပေးတာကတော့ဒါတန်းစင်အတွက်ပွဲချက်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီလိုပြောလို့တန်းစင်ကိုအရင်ကြီးဖမ်းလိုက်ပြီးပြောတာမျိုးလည်းမဟုတ်ဘူးဒါပေမဲ့ one championship ကသူတို့အနေနဲ့ဒါအနိုင်ရစေချင်တဲ့ကစားသမားဆိုလို့ရှိရင်ပွဲတည်ပေးတဲ့ပုံစံမှာဆိုလို့ရှိရင်နည်းနည်းလေးပြန်ပြီးတော့ခြောက်မိတဲ့အနေအထားမျိုးလေးတွေအများကြီးတွေ့ရတတ်တယ်ပေါ့နော်တန်းစင်အနေနဲ့ကပြောမယ်ဆိုရင်နောက်ဆုံး၃ပွဲလုံးကိုအလဲထုံးနဲ့ရှုံးနေထားတာဖြစ်ပြီးတော့ ရှုံးနေထားတဲ့၃ပွဲလုံးမှာဆိုလို့ရှိရင် ပြောရရင်နော့ဒေါင်းနဲ့အချင်းချင်းကြာလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ရလက်ပိုင်းအရတော်တော်လေးကိုဆိုးွားနေတဲ့ကစားသမားတစ်ယောက်လို့ပြောလို့ရတယ်။အဲ့လိုမျိုးကစားသမားတစ်ယောက်ကို၅ပွဲဆက်နိုင်ပေတဲ့ကစားသမားတစ်ယောက်နဲ့ တွေ့ပေးတာကအတိုင်းအတာတစ်ခုထီတော့ဒါပွဲကျက်ပြီးတော့တန်းစင်ပေါ်မညာဘူးဆိုတဲ့ပုံစံမျိုးတော့နည်းနည်းလေးပေါက်တင်လို့တော့မြင်ပါတယ်။ဥပမာအဖြစ်ကျွန်တော်တို့ Sunred တို့ဘာလို့ဆိုရင်တော့မှသူတို့လက်ရှိတွေ့ရတဲ့ကစားသမားတွေဆိုလို့ရှိရင်ဒါ One Championship မှာ600ပွဲမှာဆိုရင်ဒါ3ပွဲလောက်ပဲတွေ့ကြုံရှိရကစားသမားတွေရှိမယ်။ပြီးရင်နည်းနည်းလေးပွဲတွေကိုဒါရှုံးနေသွားပြီဆိုရင်နည်းနည်းလေးပြန်ချောင်ပေးတဲ့ပုံစံမျိုးရှိတဲ့အနေအထားမှာ Combo 9နဲ့ဒါတန်းစင်ကိုတည်ပင်းတိုက်တဲ့ အချက်ကကျွန်တော်စိတ်ထဲရန်ကြီးတော့ဖဝင်မကြဘူးပေါ့နော်။ဘာလို့လဲဆိုတော့ဒါ one championship အနေနဲ့ဒါစာချုပ်ပေးထားတဲ့ကစားသမားပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ပွဲချောင်ကိုလုံးဝမပေးတော့ဘဲနဲ့တောက်လျှောက်ကြက်တဲ့ပုံစံမျိုးတွေပဲပေးထားရဲဆိုတဲ့အနေထားတွေတော့နည်းနည်းလေးကျွန်တော်အနေနဲ့မြင်မိပါတယ်။တန်းနေအနေနဲ့ကျွန်တော်စိတ်ပူတာကဒါတွေ့မချောင်ပြောခဲ့တဲ့လိုမျိုးပေါ့နော်။ကိုကဒီနည်းနည်းလေးနုနေသေးတဲ့အချိန်မှာဆိုလို့ရှိရင်တကယ်ကြီးနဲ့ကစားသမားတွေကြီးနဲ့ပဲတောက်လျှောက်တွေ့ရတဲ့အချိန်ကြလို့ရှိရင်သူတို့ရဲ့ ထိုးချက်ကန်ချက်တွေတောက်လျှောက်ထိပြီးတော့ကိုယ်စီမှာတန်ရာများတယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာမှာကိုစိတ်ပူတာ။ဘာလို့လဲဆိုတော့နောက်ဆုံးထိုးတက်ခဲ့တဲ့သုံးပွဲလုံးမှာဆိုလို့ရှိရင်လည်းနောက်ထောင်းနေတဲ့အချင်းချင်းကြတယ်။တောက်လျှောက်ထိချက်တွေကလည်းခံရတာအများများတယ်။ပြီးတော့ဒါ TKO တွေ KO နဲ့ရည်ရှုံးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့တန်းစီရခန္ဓာကိုယ်က damage အတိုင်းအတာတစ်ခုထိရနှင်ပြီးသားဖြစ်နေပါပြီ။ပြီးတော့ရှေ့ရပွဲနဲ့လည်းအရက်ကအတိုင်းအတာတစ်ခုထိရောကွာတယ်ဆိုပေမဲ့ဟိုကျွန်တော်ကဒါတန်းစီရင်ထိုင်းကုန်သွားတော့ဆိုလို့ရှိရင်တော့ ဒီ Super League Club မှာအတိုင်းအတာတစ်ခုထိ၄လအေးစေးလေးချင်ပြီးတော့မှပွဲထပ်ထိုးရလိမ့်မယ်လို့ထင်တာဒါပေမဲ့လက်ရှိပွဲကလာမယ့်နိုဝင်ဘာလ9ရက်နေ့တင်ဆိုတော့တော်တော်လေးဟိုတိတ်မကွာဘူးလို့ပြောလို့ရရပါတော့ဒါဒီနေသားလေးကိုကျွန်တော်ကတော့ပုံမှန်နေနေပြောရတော့သဘောမကျဘူး component ဆိုတာကပြောရရင်စွန်ရက်ကိုတော့မှဟိုနိုင်ထားတဲ့ကစားသမားပေါ့နော်နိုင်ထားရဲဆိုရဲအနေထားမှာလဲနိုင်နေဖက်လိုက်တာလည်းနေပါသလိုဒီကစားသမားကိုယ်တိုင်ကလည်း အဲလက်ကြီးခြေခံပါဝါရည်နဲ့အတိုင်းတာတစ်ခုဒီကောင်းတယ်ပြီးတော့ clinch ဘိုင်းမှာလည်းကောင်းကောင်းကစားနိုင်တဲ့ကစားသမားတစ်ယောက်ပါတန်းစီအတွက်တော့တော်တော်လေးကိုမလွယ်တဲ့ပွဲတစ်ပွဲလို့ပဲကျွန်တော်အနေနဲ့မြင်နေဘာလို့လဲဆိုတော့ခွန်မွေနိုင်ကအတိုင်းတာတစ်ခုထိမာဟုံလည်းရှိသလိုနီးစနစ်ပိုင်းနဲ့ကောင်းတဲ့ကစားသမားပါအမှန်ဆုံးအဖြစ်ထိရောက်သွားတယ်ဆိုလို့ရှိရင်လည်းတန်းစီအနေနဲ့နည်းနည်းလေးဟိုခက်ခဲမယ်လို့မြင်နေပါတော့နှစ်ယောက်ရှင်ထိုးတဲ့အချိန်ကြလို့ရှိရင်တော့တန်းစင်ရဲ့ထိုးချက်ထိရဲဆိုလို့ရှိရင်ခွန်မွန်နိုင်နေနဲ့တော့ကြာသွားနိုင်ခြင်းလည်းရှိရောရှိတယ်ဒါပေမဲ့ ဟိုတန့်စင်ပေါ်မှာကျွန်တော်အနေနဲ့စိတ်ပူတဲ့စိတ်ပဲနည်းနည်းလေးပို့ပြီးတော့များပါဒီထက်ဟိုနောက်ဆုံး၅ပွဲဆက်နိုင်ထားတဲ့ကစားသမားထက်စားလို့ရှိရင်ဝမ်ချမ်ပီယံရှစ်မှာအတွေ့အကြုံနည်းနည်းလေးလူသေးရတချို့ကစားသမားတွေလည်းပြန်တည်ပေးပြီးတော့တန့်စင်ကိုတပွဲနှစ်ပွဲလောက်ပြန်တီးဆောက်ခိုင်းနေဆိုရင်ကျွန်တော်အနေနဲ့ပို့ပြီးတော့သဘောကျမိမှာဖြစ်ပါလက်ရှိတန်းစင်ရဲ့ level ကဘယ်လောက်ထိရှိနေလဲဆိုတာလေခံမန်းကတော့နည်းနည်းလေးခက်တယ်။ဒီစနစ်ပိုင်းကမကောင်းဘူးမဟုတ်ဘူးကောင်းတယ်။ဒါပေမဲ့ပွဲထဲရောက်လို့ရှိရင်ပွဲကို adapt လုပ်နိုင်တဲ့ဆွမ်းဆောင်ရည်နဲ့ မာဟုံပိုင်းနေပြီးတော့ဒီစာပိုင်းနေမှာလိုအပ်ချက်တွေတော့ရှိနေသေးရပါတော့ဒီအတွက်ကြောင့်မလို့ထိုင်းကအတွေ့အကြုံရှိပြီးသားကစားသမားတွေနဲ့တွေ့ရဆိုလို့ရှိရင်အတန်းစီအနေနဲ့ကဘလောက်ထိစူးစမ်းပြီးပြင်ဆင်တာပြင်ဆင်တာပွဲထဲကြောက်လို့ရှိရင်ပြင်ဆင်ထားသလောက်မလုပ်ပြနိုင်တာတွေအများကြီးရှိနေရလို့တော့ကျွန်တော်စိတ်ထဲမှာတော့မြင်ပါတယ်လက်ရှိသူ့ရဲ့ record ကိုကြည့်မယ်ဆိုရင်လည်းရှုံးထားတဲ့ပွဲက one chance ရှိမှာဆိုနှစ်ပွဲလောက်ပဲရှိရဒီတော့ကြောင့်မလို့တန်းစီတော့ကတော့ဘလို့ပဲနေနေအဲနည်းနည်းလေးလည်းပဲမြင်းနဲ့မွေတိုင်းကစားသမားနောက်တစ်ယောက်နဲ့တွေ့ရလို့ပဲပြောရမှာ တန်းစင်ကိုလုံးဝရှုံးမယ်ဆိုပြီးတော့တထင်းချပြောတာမျိုးတော့မဟုတ်ဘူးတန်းစင်မှာလည်းနေစစ်နဲ့ပိုင်းအတိုင်းတာတစ်ခုကြီးရှိတယ်ပြီးဒီပွဲမှာနည်းနည်းလေးသဘောကျမိရဲ့ချက်ပေါ့နော်။ရှေးဟပွဲဒါကင်ဆာလက်နဲ့ပွဲတော့ဆိုရင်ကင်ဆာလက်ကဟိုတူကိုရိုင်းလည်းနော်တောင်းကြတယ်။ဒါပေမဲ့ပြိုင်မက်ကိုလည်းနော်တောင်းကြအောင်ထိုးနိုင်တဲ့ပါဝါအရန်ကိုပြင်းတယ်ပေါ့နော်။ပောက်ပွဲကပြင်းတဲ့ပုံစံမျိုးရှိတယ်။ဒါပေမဲ့ကွန်ဘိုနိုင်ကကြတော့သူ့ရဲ့ပွဲတွေမှာဆိုလို့ရှိရင်အမှတ်နဲ့နိုင်တာလည်းလေးများတယ်။အရာမောင်းနဲ့အဲခြေတံလက်တံကလည်းတိတ်မခွာဘူးပေါ့နော်။အသက်ကတော့ဒါတန်းတင်တဲ့ဆိုင်ကြီးတယ် ဒါပေမဲ့ဒီပါဝါပိုင်းမှာဆိုရင်ရှေ့ကကင်ဆန်လက်တို့ပါလို့လာပါဝါအရန်ကြီးကြီးတဲ့ကစားသမားမျိုးမဟုတ်ပဲနဲ့သူကိုယ်တိုင်နည်းနည်းလေး safe ဖြစ်အောင်ကစားတဲ့ကစားသမားမျိုးပေါ့ပြောချင်တာကဗျာဟိုဆိုင်ပြီးတော့ထိုးပစ်လိုက်တဲ့ပုံစံမျိုးထပ်စားလို့ရှိရင်သူကជីជីလေးလေးနဲ့မွေထိုင်းပုံစံမျိုးကစားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပွဲကရုတ်တရက်ကြီးရန်ကြီးမြမြဆန်ဆန်တော့မပြီးသွားနိုင်မယ့်အနေနဲ့တန်းစင်မှာသူ့ရဲ့ game plan တွေကိုချပြနိုင်ခွင့်ပြီးလို့ရှိရင်သူ့ရဲ့ဒီစနစ်တွေကိုချပြခွင့်တော့ရလိမ့်မယ်လို့တော့ကျွန်တော်ဒီပွဲမှာတော့မျှော်လင့်ထားပါ ါပေမဲ့ဘလို့ပဲအနေနဲ့ဒီပွဲကို over ကိုကြည့်ရင်ကျွန်တော်အနေနဲ့တော့ပွဲကျက်တယ်လို့မြင်တယ်။ one championship အနေနဲ့အတန်းစဉ်ကိုတောက်လျှောက် test တွေကြီးကြီးမားမားဆင့်နေရပေါ့အတန်းစဉ်အနေနဲ့ဘလို့လုပ်ပြမလဲဆိုတာတော့စိတ်ဝင်စားစရာ။အဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကိုအားလုံးပဲသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျ။ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါအားလုံးကျေးဇူးတင်ပါတယ်။